တရားရေးအကာအကွယ်ဆုံးရှုံးမှုတိုက်ဖြစ်ရင်ဂျပန်ညီညွတ်ရေးအတင်းတော်ဂရီပြူဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေလောက်ကျန်တက်ဖြတ်ခံရမှုနဲ့ပတ်သက်ဆက်နွယ်မှုတွေရန်ပုံငွေရရေးလှုပ်ဆောင်ချက်တွေနဲ့ပတ်သက်တဲ့အရောက်တော်ပေါ်နောက်ပိုင်းမှာတရားဝင်အကာအကွယ်ပေးမှုကိုရုံသိမ်းတဲ့တရားရုံးအမိန့်ကိုသုံးနှံသွားမယ်လို့စီလုံးညီညွတ်ရေးအတင်းတော်ဂျပန်ဌာနကွယ်ရေးအကြီးအကဲကမတ်28ရက်မှာဂရီပြူခဲ့ပါတယ် ကမ္ဘာအငြင်းငြင်းရင်းနဲ့ပေါင်းစည်းမိသားစုအဖွဲ့ချုပ်လိုလူတီများတဲ့မိသားစုဖက်ဒရေးရှင်းအဖွဲ့ရဲ့ဥက္ကဋ္ဌတူမီဟီရိုတနာကာကသူတို့နဲ့စာကျင်တဲ့နိဒာမှုအားလုံးကိုပြည်လဲအောင်ဖြည့်ရှင်းပြီးပြီဖြစ်ပြီးတရားရုံးအမိဟာဘာသာရေးလွတ်လပ်ခွင့်ကိုတိုက်ခိုက်ခြင်းဖြစ်တယ်လို့ခြားသာပတိညမှာသတင်းထောက်တွေကိုပြောခဲ့ပါတယ်တနာကာကတရားပြတာတဲ့ဒီမိုကရေစီနိုင်ငံနဲ့တရားဥပဒေစိုးမိုးအုပ်ချုပ်တဲ့နိုင်ငံအနေနဲ့ မင်းကနဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့ကျွန်တော်တို့ကအဆုံးထိတိုက်ပွဲဝင်သွားမှာပါလို့တူချိုမျိုးမှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။စီလုံးညညရဲ့အတင်းတော်ကိုဖျက်သိမ်းရေးအမိတ်ကိုမတ်25ရက်မှာတူချိုခရိုင်တရားရုံးကချမ်းမှတ်ခဲ့တာပါ။ဒီအမိတ်ကိုကြဲကြဲပြက်ပြက်မျှော်လင့်ထားပြီးခရီးယန်တသနာပြုတွေရဲ့အလှငွေတွေအလွန်ကျွမ်းရှာတဲ့အလေးကြီးတွေအတွင်ဖျားချောင်းကိုစုံစမ်းစစ်ဆေးပြီးအစိုးရရဲ့တောင်းဆိုချက်အရအခုလိုဖြစ်တဲ့အမိတ်ကိုထုတ်ပြန်ခဲ့တာပါ တရားရုံးအမိဟာအဖွဲ့ရဲ့အခွန်ကင်းလူခွေတွေကိုရောက်သိမ်းပြီးပိုကြီးတဲ့ဗန်နာရေးဆိုင်ရာစစ်ဆေးမှုနဲ့အလားအလာရှိတဲ့တရားစွဲဆိုမှုတွေအထိလမ်းဖွင့်ပေးမှာဖြစ်ပါတယ်။အသင်းတော်နဲ့ဆန်းရွယ်တယ်လို့ဆွဆွဲခံထားရတဲ့ဝန်ကြီးချုပ်ဟန်ကိုဒေါသထွက်နေတဲ့အမျိုးသားတရားက2022ခုနှစ်ဇူလိုင်လမှာဝန်ကြီးချုပ်အာပေကိုတနက်နေ့ပြစ်တက်ခဲ့ပြီးတဲ့နောက်ဒီအဖွဲ့စီဟာမိမောင်းထိုးပြခံရတယ်လို့ဖြစ်သွားခဲ့ပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။